။ဒီမှာလေးလာတယ်လေ။ queen ပြင် queen ပြင်။ three ဘာလဲလဲဆိုလေ queen ရဲ့360 degree ကိုပတ်ပြမှာဖြစ်ပါတယ်။ ကျမရဲ့ Care4 Corner ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ပည့်ရမှာကကျမတငယ်ချင်းနဲ့တွေ့ပြီးတော့မှရှောက်လေခဲ့ကြတယ်ပေါ့နော်။အဲကျမတို့ရဲ့ဘဝမှာရက်တန့်ချင်းပေါ့နော်။ဒီနေ့အားဖြင့်အနာယူချင်းကလူတိုင်းဘဝမှာလိုအပ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။ကျမတို့နေ့စဉ်ဖြတ်တန်းနေရင်ကျမတို့ကိုကိုကိုအချိန်ပေးပြီးတော့မှအနာယူပေးဖို့မမိမမိဖို့ပေါ့နော်။ကျမပြောချင်ပါတယ်လို့အခုကျမတငယ်ချင်းနဲ့ပေါ့နော်။တွေ့ပြီးတော့မှကျမတို့နေ့က coffee site မှာတွားပြီးတော့မှအစကားလေးပြောရင်နဲ့အဘောနော်ဒီကောဈာပိုင်းဆိုရတယ်စကားတွေပြောခဲ့ကြတယ်ပေါ့နော်အပြီးတော့ကျမတို့ဒီမဟုတ်လဲဆိုင်နဲ့အကျမတို့စကားတွေအများကြီးပြန်လည်ပြောကြတယ်ပေါ့နော်အကျမတို့ကတစ်ခါတစ်ခါအ introvert တမားရီဆိုပို့ဆိုးတယ်ဗောနော်အိမ်မှာပဲနေပြီးတော့မှကိုကိုဒီလိုအချိန်အကုန်ဆုံးချင်တဲ့ချိန်တွေများတယ်ဗောနော်ဒါမဲ့ကျမပြောချင်တာကိုအရန်ချစ်ရတဲ့လူတွေနဲ့တွေ့ပြီးတော့မှအာစကားပြောဗောနော်ပြီးတော့မှကိုရဲ့အတွင်းထဲမှာရှိတဲ့အဟာကိုဖွင့်ပြဖို့တငငချင်းဆိုတာအမြဲတမ်းလိုအပ်တယ်ဗောနော်ဒါကြောင့်မလို့ကိုစီမှာကိုခင်ရတဲ့တငငချင်းရှိတယ်ကိုရဲ့အာဒီ မိဘတွေပေါ့နော်တမဟိုတငယ်ချင်းတွေရှိတယ်ဆိုရင်လေသူတို့နဲ့တိုင်ပင်ဆွေးနွေးပြီးတော့မှကို အချိန်ပေးပြီးတော့မှပေါ့နော်အစကားပြန်လည်ပြောမယ်ဆိုရင်လည်းအဆင်ပြေမယ်လို့ကျွန်မထင်တယ်ပေါ့နော်အပြီးတော့ကျွန်မတို့နှစ်ယောက်ကကျွန်မတို့မတွေ့ရတဲ့အချိန်လေးအတွင်းမှာဖြစ်ဖြစ်ခဲ့တဲ့ဟာလေးကိုအဖြစ်ချင်းပြန်လည်ပြန်မဟုတ်ဆိုင်နေပြောခဲ့ကြတယ်ပေါ့နော်အသူလည်းသူလည်းပြောဆက်ရှိရတယ်ပြောတယ်ကျွန်မလည်းပြောဆက်ရှိရတယ်ပြောတယ်ပေါ့နော်အဲဈာထဲမှာအတင်းလည်းတုတ်လိုက်ပါသေးတယ်ဈာထဲမှာပေါ့နော်နှစ်ယောက်သားတုတ်ချင်တာနေတုတ်ပြောချင်တာပြောပြီးတော့မှအတည့်ရလုံးပေါ့နော် ျမတို့နေအတူတူဖြတ်တန်းခဲ့တယ်ဗောနော်ဒါကကျမတို့အဲ stress ဖြစ်နေလို့လည်းပြောလို့ရတယ်ပြီးတော့အဲကျမတို့နေရတဲ့အကောင်းဆုံးဟုံးအချိန်လိုလဲကျမပြောလို့ရတယ်ဗောနော်ဆိုတော့လူတိုင်းလဲဒီလိုအချိန်ရှိတင်နေဗောနော်ကျမတို့လူငယ်ဖြစ်တဲ့အလုံးစွာဒီအချိန်လေးအတွင်းမှာဗောနော်ကောင်းလေးအတုံးချသွားဖို့အတွက်လေကျမတို့တီးပေးချင်ပါတယ်ဆိုတော့ဗောနော်ကိုယ့်ရဲ့အားလက်ရက်တွေကိုဒီတိုင်းအမဖြတ်တန်းဖို့အတွက်ကျမအရင်ဆုံးပြောချင်ပါတယ်လို့ဘာလဲ ပြန်ပြောလိုက်ညနာရင်ကြီးရယ်ဘယ်လိုဒီလိုလုပ်ဘယ်လိုလုပ်ရလဲဘယ်လိုလဲကိုရဲ့ပြောချင်းဘူးကိုကိုကိုဖန်ကြီးရတယ်အဲဒါတော့မြင်ရရင်ဒီ size ရမလို့ ါကတော့နောက်တည့်ရဖြစ်ပါတယ်နောက်တည့်ကျမဖျားချောင်းသွားတယ်ပေါ့နော်နောက်မှတွေ့နေရတဲ့အဆောက်အဦကဖျားချောင်းပဲဖြစ်ပါတယ်ဖျားချောင်းနည်းနည်းဝေးတဲ့နေရာမှာရှိတဲ့တွေ့မလို့ကွင်းပြေလိုမျိုးပုံစံရင်းဖြစ်နေတယ်ပေါ့နော်အပြီးတော့ကျမဒီတချင်းကျတော့ကြိုက်လို့ပေါ့နော်ထက်ထားတာပဲဖြစ်ပါတယ် ကိုရဲ့အာကိုကိုကိုွယ်ရဆိုတာလူတိုင်းရှိတယ်ပေါ့နော်ကျမကခရီးရန်ဖြစ်တဲ့အတွက်ကြောင့်မလို့အာတင်းငွနေနေဆိုအမြဲတမ်းဖြားချောင်းပုံမှန်တက်တယ်ပေါ့နော်ကျမအာလူတွေဒီအတင်းတို့တင်သားတွေနဲ့တွေ့ပြီးတော့မှအတူတူဝူပြူကိုကိုွယ်တယ်ကျမကအာအများကြီးမတက်နိုင်ပေမဲ့ဖြားခင်အသုံးပြတဲ့အတွက်မလို့ဒီချီမန်ကိုကိုွယ်ချင်းမှာတော့ပါဝင်စက်ကနေတယ်ပေါ့နော်ဒါ ဒါကတော့ link ချင်နေတဲ့အပိုင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ link ချင်နေတဲ့ video record လုပ်ထားတာပဲဖြစ်ပါတယ်ဆိုတော့လူတိုင်းလည်းကိုယ့်ရဲ့ဒီစနစ်တင်းကုနေလေးကိုအချင်းကြိုးရှိရှိအသုံးပြုဖို့အတွက်ကျွန်မမျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်